ဆိုတော့ Brentford နောက်တန်းအားလဲတာဘူးနော်ဆို Villa ကိုရမှာ။နောက် Villa ကလည်း Champions League ပွဲပန်းမှုရှိနေတဲ့အခါကျတော့ဂိုးပေးရဖို့လည်းများနေတယ်။ဆိုတော့ဒီနှစ်သင်းတွဲဆုံမှုကြည့်မယ်ဆိုရင်လည်းနောက်ဆုံး၄ချိန်ဆက်လာတော့ဂိုးတွေမျိုးပြီးတော့ဂိုးပေါ်တွေဖြစ်ခဲ့တယ်။ဆိုတော့ဒီပွဲကကျွန်တော်အမြင် အပြန်အလှန်အတွင်းဂိုးတွေကိုမြင်ရမယ်ထင် က်ပွဲစဉ်တစ်ပွဲအနေနဲ့ပေါ့နော် Operan Pro နဲ့ Aston Villa နဲ့ပွဲစဉ်ရှိရစီရ Operan Pro ကကြတော့ Aston Villa နဲ့တွေ့ဆုံတဲ့နောက်ဆုံး6ကြိမ်မှာပေါ့နော်6ကြိမ်ဆက်လို့မနိုင်ထားဘူးစီရ Aston Villa ဘက်ကိုကြည့်မယ်ဆိုရှင် Aston Villa ကကြတော့သူက FA Cup ကို Champion League မှာပေါ့သူကနိုင်ပွဲလေးဆက်ထားရပေါ့စီရဒီနှစ်သင်းရဲ့တွေ့ဆုံမှုတိုင်းမှာကြတော့သူက goal မျိုးလေးရှိရဆိုတော့အခုဒီပွဲမှာလည်းပကြော်တော့လို့မျိုးလိုပဲပေါ့နော်ဟို goal ပဲမျိုးသွားမလားဆိုတော့ပေါ့နော်ဆရာတို့ရဲ့အမြင်လေးသုံးသပ်ပြပါအောင်ပြဟုတ် Aston Villa ကတော့ဂျာရီက Champion League ပွဲမှာ ဒါဘလူးချောက်ကစားဝါတော်တော်လေးခြေစုံကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ဟိုကောင်တာတိုက်စစ်လည်းကောင်းကောင်းနဲ့ကစားဝါတယ်ပွဲပြီးကနေမှပဲဂိုးရရပြီးအောင်ပဲခံအောင်ပါတယ်ပေါ့နော်ဟောဟိုဆိုတော့ဒီအက်စတိုဗီလာကတော့ချန်ပီယံလိကစားဝါဖို့တော့ရှိနေရောဒါပေမဲ့သူ့အမှလည်းပရီးမီးယားလိမှလည်းတိုးတက်ဖို့တော့လိုအပ်နေရောနော်ဘရန်ဖို့ကကြတော့အရာဒီအစမှာအိမ်ဝင်း၈ပွဲမှာပရီးမီးယားလိအိမ်ဝင်း၈ပွဲမှာ၇ပွဲနိုင်ပြီးတော့အသင်းသမိုင်းမှာစံချိန်တင်ပွဲတည်ကစားပြီးတော့စံချိန်တင်သွားတယ်ဟောအခုကြတော့ ။ဒါလေးဘွဲရှုံးနှစ်ဘွဲတည်နေအိမ်ဝဲမှာနိုင်ဝဲပြောင်းနေပြန်6ဘွဲဇက်တိုက်လောက်ဆိုတော့ဘရန်ဘွဲအိမ်ဝင်းချိန်ဆွမ်းကဘာဖြစ်လာတာလဲအဓိကတော့သူ့ခံစစ်ပိုင်းလေးအားနေလာတော့နော်အဲသူ့ရဲ့တိုက်စစ်ကစားပုံကလည်းအန်ဘူမိုရန်အာကိုလုံးတော့တွေ့ရဆိုတော့ဒါဘရန်ဖူရဲ့အပိုင်းပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဘရန်ဖူရဲ့တိုက်စစ်ကလည်းကောင်းနေတယ်ဂိုးကလည်းပြန်ပေးနေရတယ်ဘရန်ဖူရဲ့အနေထားကလည်းအက်စတွန်ဗီလာကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့သူကချန်ပီယံလိကစားပြီးတိုင်းသူနိုင်ပွဲမရနောက်ဆုံး ခုနှစ်ကြိမ်ခုနှစ်ပွဲလောက်ရှိချန်ပီယံလိကစားပြီးတိုင်းအဲပရိကစားတာနဲ့နောက်တစ်ပွဲကစားတာနဲ့နိုင်ပွဲများတာခုနှစ်ပွဲလောက်ရှိပြီဒီရာသီမှာသူကစားတဲ့ပွဲ20မှာကိုယ်ပြန်လည်သွင်းတဲ့ပွဲကအပွဲ20ရှိတယ်ပေါ့နော်ဒါကပြည်မြတ်နေမှာအများဆုံးလို့ဆိုကြတယ်ဆိုတော့အဲ့ဒါအဲ့ရဲ့ချက်ကလည်းစိတ်ဝင်စားကြတယ်သူအပြန်လည်ကိုပြီးနေရဗီလာနောက်တော့ကစားပုံတိတ်မကြိုက်ဒါပေမဲ့ဗီလာကသူတို့အားပြေးလိုက်တယ် ဒါအဓိကအပြစ်လိုက်တဲ့ Rushford ရဲ့အဆန်စီယိုရဲ့မာလင်အဲ့မှာဟို Rushford ကတော့ရုံးကန်နေတာဒီဘက်သူဘယ်တောင်ပံကစားတော့မှာ Rushford ကရုံးကန်နေရတယ်။ Watkins နေရာကိုတော့သူရယူနိုင်မှာမဟုတ်ဘူး။ဆိုတော့ Watkins နဲ့ပဲပွဲထွက်လာမယ်။တိုက်စစ်ကကောင်းတယ်ဒီလား Roger ဒါဒီဘက်ကအဆန်စီယိုတို့ကလည်းဘောလုံးပေးပို့နေတဲ့အဖြန့်တွေကအရင်ကောင်းတယ်။ဆိုတော့ Brentford နောက်တန်းအားနေတာဘူးနော်ဆိုရင် Villa ကိုရမှာ။နောက် Villa ကလည်း Champions League ပွဲပန်းမှုရှိနေတဲ့အခါကျတော့ ကိုပေးရဖို့လည်းများနေတယ်ဆိုတော့ဒီနှစ်သိန်းတွဆုံမှုကြည့်မယ်ဆိုရင်လည်းနောက်ဆုံး၄ချိန်ဆက်လာတော့ကိုတွေမျိုးပြီးတော့ကိုပေါ်တွေဖြစ်ခဲ့တယ်ဆိုတော့ဒီဘွဲကကျွန်တော်အမြင်အပြန်အလှန်သွင်းကိုတွေကိုမြင်ရမယ်ထင်ဟွာ Brandfo ပေါ့နော် Brandfo ကကလက်တော်မှာတော့ lead 3ဘွဲဆက်တော့ဒီမှာဟိုဟိုကရှုံးဘွဲမရှိဘူးပေါ့နော်အခုအဲ့ရှုံးဘွဲမရှိတာကိုထပ်ပြီးတော့ရှေ့ဆက်သွားနိုင်မှာသွားနိုင်မှာဆိုတာလည်းစဉ်းစားကြတယ်ဒါတစ်ချက်ပဲရှိတာကောင်းက Christmas နောက်ပိုင်းကစားတဲ့ ခစ်ပတ်ကာလနောက်ပိုင်းကစားလေအင်းဝင်းပွဲစဉ်ခုနှစ်ပွဲသလိုကိုနိုင်ပွဲမရသေးတဲ့အနေထားရှိငါးပွဲရှုံးတာပေါ့နော်အဲ့အနေထားကိုသူ့အနေနဲ့ပြင်ဆင်ဖို့တော့အများကြီးလိုမယ်လို့ထင်တယ်ပြီးတော့ဘန်ဖိုးကကြောင်တစ်ဖက်ကကောင်လာတက်တွေကိုနည်းနည်းခုခံရမှာနည်းနည်းအားနေတာမျိုးကိုဟိုကစားခဲ့တဲ့ပွဲတွေကြည့်တွေ့ရမှာပေါ့နော်အဲ့ဒါအကြောင်းမို့လို့ဟိုဒီနေ့ပွဲစဉ်မှာကအက်စတွန်ဗီလာပေါ့နော်အက်စတွန်ဗီလာတော့ဒါဂျာယက်မှာအဝေးခွင်းမှာကလပ်ဘလူးဂျက်ကိုဘယ်ဂျီယန်ကလပ်ကိုဟိုဟာချန်ပီယံလိမှာနိုင်ခဲ့တယ်3-1နဲ့နိုင်ခဲ့တယ်အဲ့ကွဲအနိုင်ကနိုင်လိုက်တဲ့အတွက်ကြောင့်လေသူကအဝေးခွင်း၃ဖက်ဆက် ဟိုဟာနိုင်ငွဲမရဖြစ်နေတာကဟိုရက်သွားတာပေါ့နော်အဲဒါနိုင်ငွဲစရလိုက်တယ်ပေါ့အက်စတွန်ဗီလာကလည်းတောင်မန်တိုက်စစ်စင်နာလေးကားကောင်းတဲ့အသင်ကောင်တာလေးလည်းကောင်းတဲ့အသင်ဆိုတော့ဟိုဟိုကျွန်တော်အနေနဲ့ဒီနေ့ပွဲကဘရန်ဖုတ်နဲ့ပွဲမှာတော့နှစ်ဖက်စလုံးအပြန်လန်သွင်းဖို့မြင်ရတယ်ပါကျော်လို့ကကြ3-1 3-1နဲ့အက်စတွန်ဗီလာမြေမှာဗီလာဘက်မှာ3-1ဒါတော့ပထမပိုင်းမှာ3ဂိုးပြတ်နေနိုင်တာဗီလာ3ဂိုးပြတ်သွင်းတာလားဒုတိယပိုင်း54မိနစ်လောက်တော့မှဟိုပြန်ပေးလိုက်ဟိုပြန်ပေးလိုက်လို့3-1ဆိုတော့ကျွန်တော်အဲ့လိုအနေထားမျိုးလေဟိုဘရန်ဖုတ်ကလည်းအင်ကွင်း နိုင်ွက်ပြန်ရှားမဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဟို Brentford ကဂိုးစာရလိုက်တယ်ဆိုရင်တော့ကျွန်တော်တေချာတယ်အဲ့ပွဲကချာ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 တော့မယ်ပွဲတို့ကျွန်တော်ယူဆရပြီးတော့ဒီနေ့ဒီစနေညရဲ့ပွဲစဉ်ကဒါ17နာရီမှာကံမဲ့ပွဲပေါ့နော်ဒီစနေညပွဲတော်တော်များများအမှတ်ပေးစရာမှာအထောက်အောက်အထောက်အောက်အထောက်အောက်ရက်တည်တဲ့နှစ်သင်းတွေတွေ့လာများနေတယ်အကျိတ်နယ်တွေဖြစ်လာနိုင်တဲ့ပွဲလို့ထင်တယ်ခုနက Forest နဲ့ Man City ရောတူတူပဲနောက်အဲ့လိုပွဲတွေရှိရောပေါ့နော်အခုလည်းဒီဒီမှာလည်းအဲ့လိုပဲဒါဒီကောင်လည်း ဟိုအဆင့်30နဲ့71နဲ့အဲအဲ့လိုမျိုးတွေဟိုအထက်အောက်တွေရက်တီလေပွဲတွေဆိုကြည့်လို့ဒီညလှမယ်ပွဲတွေတော်များမယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီလာပွဲလဲအဲ့လိုကြည့်လို့ကောင်းမယ်ပွဲတွေတွေတပွဲဖြစ်လာနိုင်တယ်မြိုင်ဆိုင်လာမယ်ဂိုးတွေနှစ်ဖက်အတွင်းဂိုးနဲ့မြူးလာမယ်လို့ကျွန်တော်လည်းယူဆတာဟုတ်ကဲ့အဲ့တော့ဒီဘက်အရှတ်ဈေးပွဲလေးလေတော့တော့ပြောပါဦးဟာဂရဖူကတော့ level 30လောက်ပဲခပ်ပါပါလေးအကျော်ပေးတော့ဗောနော်သူကစင်လာပိုင်းမှာလဲဗီလာကိုရုံးကန်ရယ်ဗီလာကလည်းသူ့ကတော့ဆုံးရှစ်ချိန်စားတော့ဟိုးသွင်းလာတယ်ဗောနော်အဲ ဒီဘွဲကအပြန်အလှန်အတွင်းကိုဖြစ်နေမယ်လို့ဒါအာရှဇီကွက်ကလည်းညှုံးဆို့နေတယ်။ဘာကြောင့်လဲဆိုတော့3နှုတ်20လောက်3နှုတ်20လောက်ကိုပွင့်လစ်ထားတော့တွေ့ရတယ်ပေါ့နော်။အဲနောက်ဆုံးသူအလုံးလုံးဖြစ်လာ3 equal ပဲ။အဲ3အပေါင်းကိုသူဖွင့်ရဲမှာမဟုတ်ဘူး။ဒီဒီဘွဲမျိုးကိုလေ။ဘာကြောင့်နှစ်သိန်းတိုက်စစ်ပြိုင်မဲ့အားပြိုင်မဲ့ဘွဲအဲအမ်ဘူမူတို့ကလည်းဂိုးသွင်းအောင်ကောင်းတယ်ဝစ်စာဆိုလည်းဒါဂိုးသွင်းအောင်ကောင်းတယ်ဒါအမ်ဘူမူနဲ့ဝစ်စာကိုအဓိကအားပြုပြီးတော့ ရန်ဖော်ကလည်းတိုက်စစ်ကိုဆင်းနေတာဆင်းနေတာဟုတ်ဟိုဘက်ကဒီဘက်က Watkins လို့ကလည်းဂိုးတင်ရကောင်းတယ်ဒါပေမဲ့ဂိုးလည်းပြန်ပေးရတယ်ဟုတ်ဗီလာကဒါနောက်ဆုံး16ပွဲမှာဆိုရင်ဒါဂိုးမသွင်းနိုင်တဲ့ပွဲဆိုနှစ်ပွဲပဲရှိတယ်နောက်ဆုံး16ပွဲမှာ18ပွဲလောက်ဂိုးတွေပေးထားရဆိုတော့ဒီပွဲကပါကြော့ကလိုပဲပြန်လာဂိုးတွေသွင်းမယ်2-1 2-2 1-2ဟုတ်တယ်အဲ့လိုမျိုးမျိုး1-3ဒါမျိုးတွေဖြစ်သွားနိုင်တယ်တွေ့ရတယ်နော်နောက်ပြီးတော့ဗီလာကလည်းအစင်လာကလည်း ဒီနောက်ဆုံး၄ပွဲပြိုင်ပွဲဆိုနောက်ဆုံး၄ပွဲ brand foot နဲ့တွေ့တဲ့အခါမှာအနည်းဆုံးသူတိုက်စစ်က2ဂိုးသွင်းထားတဲ့တိုက်စစ်မျိုးရှိရတွေ့ရတယ်အတွက်ကြောင့်မလို့ Boden to score တော့ကောင်းမလားအဲ့လို BTDS ပေါ့နော် Boden to score တော့မကောင်းမလားမသိအဲ့တော့အဲ့ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာ brand foot ကတော့ဘီလာလည်းပြတိုက်စစ်တော့ကောင်းတယ်ခန်းစစ်ကခုနပြောခဲ့သူပါပြန်ပေးရမှာဖြစ်လို့များလို့ပြီးတော့ဒီဘက်မှာလည်းအိမ်ဝင်နိုင်ဝဲမဖြစ်မနေရှာဟုတ်ရှာရမယ် brand foot ရဲ့အနေထားရတယ်ရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲကတရားရောက်ကဂိုးများစသွင်းလိုက်တာနဲ့ဂိုးအများဘက်နဲ့ဥတီပြီးဂိုးပေါ်သွားမယ်ပွဲလို့ယူဆတာဟုတ်